တကြောပေါ့ဗျာအဲဒီအဲဒီတကြောကဒါနိုင်ငံတော်တွက်အရေးကြီးတဲ့စိတ်ဝင်စားတီရှိနေရပေါ့ဗျာစိတ်ဝင်တီရှိနေရဆိုတော့အကြပ်ပတ်သမားတွေကတော့သူတို့ဒါချိန်ချောင်းနိုင်မှုတွေသူတို့လောက်လာတာပေါ့ဗျာလောက်လာတာအဲ့တော့လက်ရှိကတော့ကျွန်တော်ဒီညောင်ဂျိုးဘက်မှာတိုက်ပွဲတွေကဆက်ဖြစ်နေတယ်ညောင်ဂျိုးမှာရှိတဲ့တပ်စခန်းကျတယ်ဆိုတာသတင်းမှားတာဖြစ်ပါတယ်မင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့အတူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ range လုပ်ပေးသွားမှာဖြစ်ပါသောကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ကြပါအောင်နော်။ဘကူတိုင်းဒေသကြီးဒါ အုံချစ်ပင်မြို့နယ်ညောင်ကျိုးကြီးွာညောင်ကျိုးကြီးွာအနီးမှာရှိတဲ့တပ်မတော်ရဲ့စခန်းဒါကျသွားပြီဆိုပြီးတော့အကြမ်းဖက်သမားတွေကဒီကနေ့ဝေဆဆာဖော်ပြနေပါတယ်အဲ့ဒီဒီညောင်ကျိုးကြီးွာတည်ရှိတဲ့နေရာကဒီတောင်ကုန်းနဲ့တောင်ကုန်းနဲ့ဒီအုံချစ်ပင်လမ်းပိုင်းအုံချစ်ပင်လမ်းပိုင်းမှာတည်ရှိတဲ့ရွာအဲ့ဒီရွာအနီးမှာရှိတဲ့တပ်စခန်းပေါ့ဗျာအဲ့ဒီတပ်စခန်းကိုဒီစစ်သေးကြွအေးနာပေါင်းပါတဲ့ရသွားပြီဆိုပြီးတော့အကြမ်းဖက်မီဒီယာတွေကဒီကနေ့ဝေဆဆာဖော်ပြနေပါတယ်ဟုတ်ဗျာဒီ BBC လိုလည်းဖော်ပြနေတာပါပဲအဲ့တော့ BBC ရဲ့ရေးသားမှုကြီးကျွန်တော်ရည်ရွာတယ် ီလူတွေသတင်းမရတယ်လူကြီးရေးရတယ်အချက်မရှိရေးရတယ်ပေါ့ဗျာအချက်မရှိရေးရတယ်ဆိုတော့တော်တော်လေးတော့ရေးတော့ရေးတော့ရေးချင်သေးတယ်အဲသူတို့ကတော့ဗျာဟိုကပြောတယ်ဒီကပြောတယ်ဒီကပြောတယ်ဟိုကပြောတယ်ရေးတယ်ပေါ့ဗျာတကယ်အမြင်ပြမှာတကယ်အမြင်ပြမှာကျွန်တော်ဒီညောင်ကျိုးကြေးပါနီမှာရေးတက်စကန်ကိုအချမ်းမတ်သမားတွေကလာလိုက်တာဟုတ်တယ်အချမ်းမတ်သမားတွေကဒီကျွန်တော်တို့ဒီကကင်းပေါ့ဗျာဒီညောင်ကျိုးရဲ့ကကင်းအနည်းကြီးသူတို့လာလိုက်တယ် ဒီကနေ့တိုက်ပွဲမှာအကြပ်ပသမားတွေအလောင်းအားလုံး18လောင်းကိုတက်မလို့ကရရှိခဲ့တယ်။တနက်ခေရပါဝင်18လောင်းရတယ်။18လောင်းရတယ်။အော်ညောင်ကျိုးမှာရှိတဲ့တက်စကန်ကြရတော့လုံးဝသတင်းမှာပါအဲ့သတင်းကသတင်းမှာကြီးကျွန်တော်တို့ကဗျာခင်ဗျားကလည်းဟုတ်ဟုတ်တယ်ဖို့ဖို့ပြီးတော့ဗာရှက်စရာလည်းခင်ဗျားကလည်းဟုတ်ဟုတ်တယ်ပေါ့ဗျာမဟုတ်မဟုတ်ဘူးဗျာ။အော်အကြမ်းမသမားတွေကတော့ခင်ဗျာအကြမ်းမမီဒီယာတွေပေါ့ဗျာအကြမ်းမစစ်သွေးကြောင့်မီဒီယာညောင်ကျိုးစကန်ကြပါပြီဟိုအားကြတဲ့ဒီဟာကြတယ်ပေါ့ဗျာခဲရနေဘလောက်ရစသဖြင့်သူတို့ဖော်ပြနေတာတရင်မပါတရင်မပါကျွန်တော်တို့ဗျာခင်ဗျာကလည်း ီယုံကြည်ဖို့ပြီးတော့ခင်ဗျားကလည်းဒီဟုတ်ဟုတ်ဟုတ်တတိရှိရှိဟုတ်ဟုတ်တယ်မဟုတ်ဘူးပြောတာဗျာခင်ဗျားကလည်းကဲကျွန်တော်ကိုယ်တင်းကိုတောင်းယူနိုင်လို့ဟုတ်ဟုတ်တယ်မဟုတ်ဘူးပြောတာဗျာညောင်ကျိုးကြောက်မှာချက်တစ်ခါကြတော့တရင်မတရင်မဖြစ်တယ်အဲ့တော့ဒီကနေ့ညနေညနေပိုင်းမှာတိုက်ခိုက်ရေးရိုင်းရင်နှစီးရယ်ဖိုင်ယာတစ်စီးရယ်သုံးစီးစုပေါင်းသုံးစီးကဒီနတ်ကျင်ကိုရအနောက်တောင်အနောက်တောင်အနောက်အနောက်တောင်တောင်ဖြစ်မယ်အနောက်တောင်တောင်ဖြစ်မယ်အဲ့မှာရှိတဲ့ဒီစေသွေးကြွားတဲ့စကန်ကိုတက်ကဘုံသွားချဲလိုက်တယ်အဲ့တော့ တော့ဘယ်လောက်သေးလဲမသိတော့ကျွန်တော်မသိဘူး။သုံးစီးနဲ့တော့ကျေတော့ကျွန်တော်သိတယ်။ဟောတိုက်ပွဲတွေကတော့ကျွန်တော်တို့အဲ့ဒီမှာဆက်ရှိနေတယ်။ဒီညောင်ကျိုးစကားကိုအကြံဖတ်သမားတယ်အင်အား1800ပတ်လေအသုံးပြုပြီးတိုက်နေတာဖြစ်တယ်။အင်အား1800ပတ်လေ။အဲ့တော့လက်ရှိကတော့အဲ့ဒီ area မှာတိုက်ပွဲတွေကဆက်ပြီးပြင်းထန်ပဲနေတာရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီဘက်ကကျွန်တော်တို့ဒါဒါအုံချစ်ပင်တကြောပေါ့ဗျာ။အဲ့ဒီအဲ့ဒီတကြောကနိုင်ငံတော်အတွက်အရေးကြီးတဲ့စိတ်ဝင်စားတွေရှိနေတာပေါ့ဗျာ။စိတ်ဝင်စားတွေရှိနေတာ။အဲ့တော့အကြံဖတ်သမားတွေကတော့သူတို့ ဒါချင်းချောင်းနိုင်မှုတွေသူတို့လောက်လာတာပေါ့ဗျာလောက်လာတာအော်လက်ရှိကတော့ကျွန်တော်ဒီညောင်ဂျိုးဘက်မှာတိုက်ပွဲတွေကဆက်ဖြစ်နေတယ်။ညောင်ဂျိုးမှာရှိတက်စကန်ကျတယ်ဆိုတာသတင်းမှားတာဖြစ်ပါတယ်။အော်နောက်တစ်ခါကျွန်တော်တို့ဒီကြောက်ပြူအကြောက်ပြူမှာလည်းကျွန်တော်တို့ဒီတိုက်ပွဲတွေကဆက်ရှိတယ်။ကြောက်ပြူကတော့တက်ကရီတော့တော်တော်ဆော်တာ။တက်ကတော့တော်ဆော်တာခင်ဗျာရှင်းတယ်။အဓိကပြောခင်ဗျာ UAV တွေနဲ့တင်းတောက်ပြီးဆော်နေတာ။အကြမ်းဖက်တစ်ပိုင်းသဘောသိတယ်။အော်အဲ့တော့သူကဘာကြီးလဲဆိုတော့ကြောက်ပြူမျိုးတွေမှာလည်းဒီတက်ကဒါအင်အားအလုံးအလုံးကြုံတုံးပြီးတော့သူတို့သူတို့တိုက်ခတ်မှုတွေပြုတ်တယ်ပေါ့ဗျာတတိယပြည့် အဲလက်နက်ကြီးအလုံးကျော်သုံးပြီးတိုက်ခိုက်တယ်ပေါ့ဗျာတိုက်ခိုက်တယ်ပေါ့အဲပြီးတော့ကျွန်တော်စစ်တွေစစ်တွေမှာလည်းကျွန်တော်ဒီတပ်ပေါ်ကအချမ်းသမားကြီးရဲ့ဒီခြေကုပ်တဲ့နေရာတော့တော့ကျွန်တော်တို့ဒါခင်းထောက်ပြီးတော့ရှင်းနေမှုတွေပြုလုပ်နေတယ်အဲသူတို့ကတော့ဗာလဲမှာစစ်တွေမျိုးမျိုးသူတို့တိမ့်နိုင်တော့ပဲဗျာရှောက်ရေးနေတာအဲမှာကမြန်ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကြီးမှာဖျားထီးတင်နေတယ်အေးစေးပဲအေးစေးပဲအဲ့တော့ကြည်ကြီးအပြင်ကမြန်တကယ်တိုက်ဝဲပြစ်ကြည့်ပါလားဗျာကမြန်ဘလုံးလုံးထီးတင်လို့ရမှာရခိုင်ပြည်နယ်ဝန်ကြီးချုပ်အေးစေးပဲမှာထီးတင်နေတယ်တော့ထီးတင်နေတယ် ပြီးတော့ကျွန်တော်တို့ဒါစင်ကူးမျိုးနဲ့လက်ပလလက်ပလလက်ပလကြီးပါအဲ့မှာရှိတဲ့ဒီ TNL TNL ကျွန်တော်တို့ဒီ PDS ကကိုတက်ကဘုံကျက်လိုက်တယ်အဲ့မှာတော့အကြံပတ်သမားတွေလူအားလုံးကျွန်တော်30ပတ်လည်သေးရဲ့ညာစွာကျွန်တော်တို့ထိခတ်တယ်ရတယ်တက်ကကျက်လိုက်တယ်တကယ်ထိချက်မှန်တယ်ပေါ့ဗျာထိချက်မှန်တယ်တက်ကကျက်လိုက်တယ်စင်ကူးမျိုးနဲ့လက်ပလလက်ပလကြီးပါအဲ့လက်ပလဆိုတာကျွန်တော်တို့ဒီကားလမ်းမကြီးရဲ့ပြူဝလမ်းမကြီးရဲ့ဘေးဘေးကရွာ ရွာကြီးပေါ့ဗျာအရင်ကကျွန်တော်អော်ပါတယ်လက်ပံလာမှရှိတယ်ကျွန်တော်တို့ MNM Yes ကတိုက်ခတ်ခဲ့မှာကျွန်တော်တောက်လျှောက်អော်ရဲပါတယ်အဲ့တော့ကျွန်တော်တို့ဒါကျွန်တော်တို့ဒါကျွန်တော်ရဲ့ကျွန်တော်တို့ဒီတိုက်ကျွန်တော်တို့လည်းတောက်လျှောက်အဲ့ဒီအခြေအနေဗျာတောက်လျှောက်တောက်လျှောက်អော်ခဲ့တယ်တောက်လျှောက်អော်ခဲ့လက်ရှိတဲ့အဲ့ဒီတိုက်ပွဲကနေကျွန်တော်တို့ဒါပေါင်ခဲ့တဲ့တပ်ဖွဲ့ဝင်တွေကျွန်တော်အမြဲတမ်းအဆက်အသွယ်ရှိပါတယ်အဆက်အသွယ်ရှိပါတယ်အဲ့တော့အဲ့တော့ဒီအကြမ်းဖက်သမားတွေရဲ့ဒါစင်ကူမီရဲ့လက်ပံလာလက်ပံလာမှရှိအကြမ်းဖက်သမားတွေရဲ့ဒီအကောက်ခွန်စကန်ပေါ့ဗျာအကောက်ခွန်စကန်ဆိုတော့တက်ကဘုံကျက်လိုက်တာ အယောက်30ပတ်လောက်ဖိတယ်အယောက်50လောက်ထိကြတဲ့အရာရတယ်အဲဒီမှာကျွန်တော်တို့ဒီသေမဲ့အကြမ်းဖက်သမားတွေလည်းရှိတယ်ရှိတယ်ပြီးတော့ဒီပိတ်ချင်းဘက်မှာတော့ဒါတိုက်ပွဲတွေကဆက်ဖြစ်နေတယ်အဲ့တော့ဒီ14ရက်နေ့ကတပိတ်ချင်းမြို့နယ်ဒီခုနှစ်မိုင်အဲ့ခုနှစ်မိုင်အနီးမှာအကြမ်းဖက်သမားတွေရဲ့ကျွန်တော်ဆက်သွေးမြောင်းသွားသူတို့အကြမ်းဖက်သမားတွေစကမ်းပေါ့ဗျာဆက်သွေးမြောင်းသွားသူတို့ပေ900လောက်ရှိတယ်ပေပေ900လောက်ရှိတယ်သူတို့ဆက်သွေးမြောင်းတကယ်စကမ်းကြီးပေါ့ဗျာစကမ်းကိုတက်ကသိမ်းလိုက်တယ်အဲ့မှာဆိုတော့ကျွန်တော်အကြမ်းဖက်သမားအလောင်း3လောင်းရတယ် ဒါလက်နဲ့လည်းရတယ်အဲ့မှာကျွန်တော်တို့ဒါအကြက်ဖက်ဒီငဆောင်ကအဖွဲအဖွဲအဖွဲဝင်အဖွဲပေါ့ငဆောင်ကရဲ့အဖွဲတလောင်းရတယ် TNL တလောင်းရတယ် PDF တလောင်းရတယ်အဲ့မှာကျွန်တော်ငဆောင်ကအဖွဲပါရအောင်လက်ရှိဒီငဆောင်ကအဖွဲတွေကတို့ဗမာလှုပ်ရှားလဲဆိုရင်ကျွန်တော်လက်ရှိဒါတို့ဒီမန္တလေးတိုင်းအေရီးယားမှာလှုပ်ရှားလာတယ်ပြီးစကိုင်းတိုင်းအတွင်းဘက်မှာလှုပ်ရှားလာတယ်ပြီးွားကျွန်တော်တို့တစ်ဖက်မှာတော့ဟိုပါဖြစ်တာပေါ့မင်းကုန်းဘက်အဲ့တော့မင်းကုန်းဘက်ကိုတော့ကျွန်တော်တို့တကယ်သတိထားမှ